ရမဒီရခိုင်မျိုးကိုရခိုင်နေရဲ့ဒီကိုရိုင်းစီမံအုပ်ချုပ်တယ်ဆိုတဲ့အဓိပ္ပာယ်က UL တွေကတန်းတန်းအုပ်ချုပ်တယ်ပြီးတော့ဒီရခိုင်မျိုးမှာရခိုင်တပ်တော်ကအနေနဲ့စစ်တပ်အနေနဲ့အေးတခုပဲရှိမယ်ဆိုတဲ့အဓိပ္ပာယ်ရှိပြောက်တာမျိုးရှိပါခင်ဗျအဲ့လိုမျိုးအဓိပ္ပာယ်ကိုဖွင့်တယ်ဟုတ်ကဲ့ခင်ဗျာဟိုရခိုင်ဒီရခိုင်ဒေသဆိုတာကတော့ဒီနှစ်ထောင်ချီပြီးမှအချုပ်အခြာအနာပိုင်းနိုင်ငံတော်တခုဖြစ်ပါတယ်ဒီဒီနေ့ ိုင်းလူမျိုးအားလုံးပေါ်ကျွန်တော်တို့အခုပြီးတွေကအစတနေ့နေ့တစ်ချိန်ချိန်မှာကျွန်တော်တို့ရခိုင်လူမျိုးများကဒီမြေပေါ်မှာလွတ်မြောက်လို့လွတ်မြောက်ပြီးမှဘုံသိက္ခာရှိတဲ့အဲဒီအရင်လိုဘဝမျိုးကိုတောင်းတကြတဲ့ဒါရခိုင်လူမျိုးတယောက်ချင်းစီရဲ့ လက်ဆိုင်ဆုံးရှိတဲ့ဒီဆန္ဒလည်းဖြစ်တယ်နိုင်ငံရေးအဖြစ်ဆိုရင်လည်းကျွန်တော်တို့ရတိုင်းတယောက်ချင်းစီရဲ့ဒီအလိုလားဆုံးသောနိုင်ငံရေးမျှော်မှန်းချက်ဖြစ်တယ်အဲကျွန်တော်တို့ကဒီရာခိတာလမ်းကိုပြောလိုက်ရပြီ